ဒီနေ့ဆိုလို့ရှိရင်ကျွန်တော်ဇက်သိန်းပိုင်းပေါ့နော်ဇက်သိန်းပိုင်းက37မှာဇက်သိန်းတာပေါ့အဲဆိုတော့ဇက်သိန်းပိုင်းနာကတ်လောက်တဲ့အချိန်မှာဆိုလို့ရှိရင်ပြည်သက်တွေကိုအဖြေအများကြီးပြထားတယ်ပြီးရခါကျတော့အမုန်းနေအဆုံးသတ်ဖို့အတွက်ကိုပေါ့နော်အဲပြည်သက်နဲ့အတူတူပေါ့ဒီအမုန်းမြကြီးကအဆုံးသတ်သွားပြီးတော့နောက်ဆုံးမှာငြိမ်းချမ်းသွားပါတယ်ပေါ့ဒါပေမဲ့ဆိုတော့အဲ Facebook မှာ share ထားသေးတယ်ခက်ခါမှနဲ့ຫນွေရတာအဆင်ပြေသွားတာအဲ့တော့ပြည်သက်တွေကအမုန်းမြတဲ့ပါလက်ဖြစ်ကူးနေလုံးပဲຫນွေရတော့ဆိုတော့ဘဝမှာမမရေရာဖြစ်တဲ့ဇက်ကောင်တစ်ခု ပေါ့နော်ဒီဇက်ကောင် character ဒီ EN feeling ချန်တဲ့အတွက်ကြောင့်မလို့ပြစ်သက်တရားမုန်းကြရပေါ့နော်ဒါပေမဲ့ကျွန်တော်တရုတ်ဆောင်ပါဖြစ်တဲ့အတွက်ကြောင့်မလို့တရံလို့တရုတ်တူပေါ့နော်အဲဒီဆေးစကြရဲ့နေမှာရုပ်ထင်အောင်တရုတ်ဆောင်ရတယ်တရုတ်ဆောင်ကတော့တရုတ်ဆောင်ရတဲ့အချိန်မှလည်းဆိုတော့ကမလျှော့ပဲနဲ့တရုတ်ဆောင်ရတယ်အဲဒီစကားရဲ့မှာဆိုတော့တည်ဆုံးတဲ့ຫນွယ်ပေါ့နှစ်ယောက်ကတကယ်ကို feeling sensation နေပေါ့เนาะဒီအမုံမြင့်ကြီးရဲ့မှာသူတို့အတူတူလိုက်ပြီးတော့လက်ပြတွေကူးခတ်ခဲ့ကြတာအခုဆိုလို့ရှိရင်ဒီနေ့ဆိုဇက်သိမ်းပြီ ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ပါဆိုတော့အဲဆိုတော့အမှတ်ရစေတဲ့ဇက်ကောင်ဖြစ်တဲ့အပြင်ကိုဆိုတော့ risk အများကြီးရှိခဲ့တဲ့ဇက်ကောင်လည်းဖြစ်ပါတယ်ဒီနေ့ရခွင့်လေးကတော့ဆက်တော့အမုန်းမြစ်ပေါ့နော်အအမုန်းမြစ်ရဲ့ဒီဆိုတော့ကိုရိုင်းဒီဆိုထားတဲ့ဇဝင်တေးပေါ့နော်ကိုဒီယန်ရေးထားတဲ့ဒီသင်းလေးကိုဆုထက်နဲ့ချာလီနဲ့ကနှစ်ယောက်ပြန်ပြီးတော့မှ cover အနေနဲ့ juvet version နဲ့ပြန်ဆုံပါပါဒီနေ့ဆိုလို့ရှိရင်ဇက်တို့ဇက်သိန်းပိုင်းပေါ့နော်ဇက်သိန်းပိုင်းက37မှာဇက်သိန်းတာပေါ့အဲဆိုတော့ဇက်သိန်းပိုင်းကကတ်လောက်တဲ့အချိန်မှာဆိုလို့ရှိရင်ပြည်သက်တွေကိုအဖြေရင်းမြ များကြီးပြထားတယ်ပြီးရခါကျတော့အမုန်းနေအဆုံးသတ်ဖို့အတွက်ကိုပေါ့နော်အဲပရိသတ်နဲ့အတူတူပေါ့ဒီအမုန်းမြင့်ကြီးကအဆုံးသတ်သွားပြီးတော့နောက်ဆုံးမှာငင်းချမ်းသွားပါတယ်ပေါ့ဒါပေမဲ့ဆိုတဲ့အဲ Facebook မှာ share ထားသေးတယ်ခက်ခက်မှနဲ့ຫນွေရတာအဆင်ပြေသွားတာအဲ့တော့ပရိသတ်တွေကအမုန်းမြင့်တဲ့ပါလက်ပြကူးနေလို့ပဲရှိသေးတယ်လို့အဲ့တော့အာအခုတော့ဒီအမုန်းမြင့်ဒီနေ့ပြီးသွားပြီဆိုလို့ရှိရင်ကျတော့73ရက်နေ့ကိုအချက်ဆုံးသူထုတ်ပတ်တိဆက်တက်မှာပေါ့နော်အဲ့လိုမျိုးဆိုတော့ မမရရတော့ဆိုတဲ့အတွက်ဖြစ်တဲ့နှစ်ပါပဲဒီနှစ်ကတော့ဘာဆိုဆိုတဲ့ဇက်ကားနှစ်ကားလုံးရှေ့စင်းနောက်စင်းတက်တယ်ဆိုပါလေ။နှဲရတော့ဆိုတဲ့ဘဝမှာမမရရဖြစ်တဲ့ဇက်ကောင်တစ်ခုပေါ့နော်။ဆိုတဲ့ villain character အနေနဲ့လေအဲပထမဆုံးစပြီးစူးစမ်းခဲ့ဇက်ကောင်ဆိုတဲ့အခါကျတော့ပြိသက်တွေအနေနဲ့လေအမျိုးမျိုးပေါ့နော်ဒီ character ပေါ်မှာသုံးသပ်ပြီးတော့သူတို့မြင်ကြတာပေါ့။တချို့ကလည်းဒီနှဲဇက်ကောင် character အပြင်ကြိုက်ကြတယ်။တချို့ကလည်းမမအူကြည့်ထားတဲ့သူတွေအနေနဲ့လေနှဲနဲ့ သိပ်ပြီးတော့အသားမကျတဲ့ပြိတ္တတွေလည်းရှိကောင်းရှိနိုင်တယ်။ဒါပေမဲ့များသောအားဖြင့်တော့ဒီ Z count character ဒီ EN feeling ဆန်တဲ့အတွက်ကြောင့်မလို့ပြိတ္တတွေကမုန်းကြရပါတော့။အဲ့တော့သူတက်ပြောသလိုမျိုးပဲပေါ့။ຫນွေကသူ့ရဲ့ဇက်ကောင်က feeling ဆိုတော့ပြိတ္တတွေကမုန်းနိုင်တယ်မုန်းမှာပဲဒါဆိုတဲ့လက္ခဏာနဲ့ဒါပေမဲ့ကျွန်တော်သရုပ်ဆောင်ပါဖြစ်တဲ့အတွက်ကြောင့်မလို့တရံလုံးသရုပ်တူပေါ့နော်အဲဒီဆေးစကြရဲ့နယ်မှာရုပ်ထင်အောင်သရုပ်ဆောင်ရတယ်သရုပ်ဆောင်ကတော့သရုပ်ဆောင်ရတဲ့အချိန်မှလည်းဆိုတော့ကမလျှော့ပဲနဲ့သရုပ်ဆောင်ရတယ် အဲဒီစကားရဲ့မှာဆိုတော့တည်ဆုံးတဲ့ညွယ်ပေါ့နှစ်ယောက်ကတကယ်ကို feeling ချက်စံနေပေါ့နော်အဲဆိုဒီကားဒီဆိုတဲ့ပြောခဲ့တဲ့အပိုင်းတစ်ကနေပြီးတော့နောက်ဆုံးစသိမ်းပိုင်းဒီတခန်းမှာတန်ပိုရော့သွားမှာမဟုတ်ဘူးဆိုတဲ့အတိုင်းပဲတပိုင်းလိုက်တပိုင်းလိုက်ကိုသူတို့ကလည်းကြည့်ကြည့်ပြီးတော့ပြည်သက်တရားအတူတူလိုက်ပြီးစဉ်းမျောကြတာဒီအမုံမြင့်ကြီးရဲ့မှာသူတို့အတူတူလိုက်ပြီးတော့လက်ပြတ်တွေကူးခတ်ခဲ့ကြတာအခုဆိုလို့ရှိရင်ဒီနေ့ဆိုစသိမ်းပြီး ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ပါဆိုတော့အဲဆိုတော့အမှတ်ရစေတဲ့ဇက်ကောင်ဖြစ်တဲ့အပြင်ကိုဆိုတော့ risk အများကြီးရှိခဲ့တဲ့ဇက်ကောင်လည်းဖြစ်ပါတယ်အာတချို့ဆိုလို့ရှိရင်ဗာလဲဒီနေ့ comment တစ်ခုမှရေးတာတွေ့လိုက်တယ်ဆိုတော့အဲအချိုင်းမွေးလာတဲ့ဇက်ကလေးကိုတမနဲ့ထဲနဲ့ရိုက်တက်လိုက်သလိုဒီမဲ့သူတို့ကဒီမမအုံမအရန်ချစ်လာခဲ့သမျှပေါ့နော်ညွဲမှာသူတို့တစ်ချက်ထဲနဲ့မုန်းသွားတယ်ပေါ့ဘာဖြစ်လို့ဒီလိုဇက်ကောင် character ကိုလက်ခံခဲ့ပါသလဲပေါ့ဆိုတော့ဆိုတော့ဟာတယုတ်ဆောင်ဖြစ်တဲ့အတွက်ကြောင့်မလို့ ဇက်ကောင် character မျိုးစုံတရုတ်ဆောင်ကြည့်ရမှာပဲလေနော်မမဦးလိုမျိုးလူချစ်တဲ့ဇက်ကောင်မျိုးလည်းတရုတ်ဆောင်ပို့ရမယ်နွေလိုမျိုးလူမုန်းခံရတဲ့ဇက်ကောင်မျိုးလည်းတရုတ်ဆောင်ရမယ်ကိုကိုကိုလည်း challenge ကြီးလောက်တာလည်းပါတယ်ဘလောက်ထိမုန်းအောင်တရုတ်ဆောင်နိုင်တယ်လဲအမေဆိုတဲ့တရုတ်ဆောင်မှုမှာ complete ဖြစ်တယ်လို့ဆိုတာကမဆိုလို့မမဦးမှလည်းလူတဲ့အခွက်တွေအများကြီးရှိနိုင်တယ်ဒါပေမဲ့ဆိုတဲ့မျက်နာကကြတော့နည်းနည်းဘယ်လိုပြောရမလဲဆိုတော့ ဒါတော့လူတွေကမျိုးမျိုးတော့သုံးသက်ပါတယ်ဒီလားတချို့ကလည်းသနာစရာရုပ်ကလေးပေါ့နော်သနာခံရုပ်ကလေးတွေတချို့ကလည်းမာရီကျောရီရှိရဲ့လို့ပြောကြတော့ကိုယ့်ကကိုယ်လည်းကိုယ့်ရုပ်ကိုသနာစရာလားမာရီကျောရီလားကိုယ်လည်းမသိတော့ပါဘူးသိရပလားပြိတ္တတွေလည်းပြုံးပြုံးပြောကြတဲ့အခါကျတော့လေဆိုတော့ကိုကတော့တရုတ်ဆောင်ဖြစ်တဲ့အတွက်ကြောင့်မလို့အဲဇက်ကောင်ကရိတ်တာမျိုးမျိုးပြောင်းပြီးတရုတ်ဆောင်ကြည့်ရတဲ့သဘောပါဒီပုံမှာလည်းပြိတ္တတွေကမမအူတော့လည်းမမအူလို့ခံစားအဲနှွေးကြတော့လည်းနှွေးလိုပဲပြောင်းပြီးတော့ခန်းစားကြတာပေါ့နော်အဲ့တော့အခုမမအုံးနဲ့နှွေးနဲ့ပြီးတော့လည်းညာလေးကြတော့လည်းညာလေးလိုပြောင်းပြီးတော့ခန်းစားဖို့ပြိတ္တက်ကိုမြစ်တရရခန်းစင်တယ်